္ဂလာပါကျွန်တော်အောင်ပြည်သစ်ပါ1962ခုနှစ်စာပေဘိမှန်စုရရှိထားတဲ့ဆရာတော်ရာစုရဲ့ဘဝထူထူစာအုပ်ထဲကကြည်လန့်စာစာဆိုတဲ့ဝတ္ထုလူလေးကိုဖတ်ပြကြပါမယ်ခင်ဗျာနောက်ဆက်ကြည့်ကြပါဦးကြည်လန့်စာစာတတူးဤခြေတော်ကိုခွာစစ်မှဆ ảy ၍ဥုံဆန်ကျုံနှင့်တရစ်စီတရစ်စီတင်းကျက်စွာစီးပက်ခဲ့ရာနှစ်ဖက်စလုံးပြီးသောအခါ လူများကချုပ်ကန်ထားသောပါဇက်ကျူးလွတ်လပ်သည့်နှင့်တပြိုင်နက်တတုခမရတုံငနယ်လဲသွားရှာလိသည်မြင့်စရာကိုကျင်းစင်သည်သူ့လက်များကိုပစိုးစုံနှင့်တုံရင်နှက်ပြန်ကဒီကျိုးတွေဖြီလိုက်တော့မင်းမြင့်လက်ကောက်ကြီးထုံးနေထုံးနေနဲ့နေမှာပေါ့ကွာစိတ်ချပါကျွန်တော်ကစိုးရင်ကြီးစွာဖြင့်နောက်ပြန်ကောင်းပါဦးမလားဗျာကောင်းပါလေကွာယောဂမှမဟုတ်တာကျိုးစီးတဲ့တန်ကြောင့်ပဲ အသက်က3-4ရက်ပေါ့ကဲဒူသွားမယ်ကွာအချအမြင်များကိုလည်းဤသို့လှုပ်เสียရှိသေးသည်ဖြင့်မြင့်เสียကူကျင်စိန်သည်သူ့အဖော်များနှင့်ကျွန်တော်အိမ်မှထွက်သွားကြတော့အခါကျွန်တော်မှမချိမဆန့်ခံစားနေရသောတက်တိုးကိုကြည့်လျက်စိတ်မချမ်းသာစွာကြံခဲ့တော်၏တက်တိုးသည်တုံးလုံးနေရာမှတစ်ချက်တစ်ချက်၌တင်းကျပ်သောသူ့လက်များကိုရက်ကန်ကတင်းညှို့နေ၏အောင်ဘူးလဲလေကြီးဆင်း၍ ူ့အဖို့ကိုစိုက်ကြည့်နေရမှမကြာခဏဆိုသလိုတက်တူးကိုရှာနှင့်ရက်ပီးသည်သူတို့တလိမ့်ဆန်ခြင်းကျင်နာတမှုပြုစုခြင်းဖြစ်သည်သူတို့စိတ်တွင်ကငါတို့သခင်သည်အဘဲကြောင့်ဤသူပြုလေသည်နီလုံးဝနားလေရှာမည်မဟုတ်ပါကြေ1944ခုနှစ်နိဗ္ဗုံမာစတာတို့၏အလံတော်နေမင်းကြီးမွန်းတိန်စာပြုစဉ်ကဖြစ်၏ထိုအခါတိုင်သူတို့၏ကြီးတကူစင်မြင့်မြတ်မဖြစ်စွမ်းနိုင်တော့၍ ရန်ကုန်ရှိယထာဆွေမြင့်များမှရွေးချယ်သိမ်းယူမည်ဟုပထမဦးဆုံးအကြိမ်အမိန့်ထုတ်လိုက်ခြင်းဖြစ်ပေသည်။နံပါတ်၁မြင့်ပိုင်ရှင်အားလုံးတို့သည် ကွက်လက်နှင့်နနက်ကွက်လက်နာရီရောက်မိမိတို့မြင့်များကိုကံတော်ကြီးသို့ယူလာကြရမည်။နံပါတ်၂လျှို့ဝှက်ထိန်ချန်၍နေခဲ့သော မြင့်ကို အလကားသိမ်းယူမက လူကိုယ်ဟာကြီးလေးသောအပြစ်ပေးမည်။နံပါတ်၃အမိန့်အတိုင်းယူလာသည်ဖြင့်အသိခံရသောမြင့်ကို ထိုက်တင်သောတံပိုးငွေပေးမည်။နံပါတ်၄အသိမခံရသော မြင်းများကိုတစိမ့်ရိုက်နေ၍ပြန်လွတ်မည်။နံပါတ်၅ထို့နောက်တွင်နိဗ္ဗုန်တို့၏ရိုက်နေလိုက်သောတစိမ့်မရှိသည့်မြင်းများကိုတွေ့ရှိပါကနံပါတ်၂အတိုင်းအေးယူမည်။ဤ၅ချက်ပါသောအမိန့်ကို ကျွန်တော်တို့မြင်းလေအသင်ဥက္ကဋ္ဌဥဏီမာတစင်အာလုံကြားသိစေ၏။ထိုခေတ်တွင်ထိုဟာကလေးဖြင့်အသက်မွေးကြသောမြင့်ပါရှင်အာလုံးတို့အခက်ကြုံကြကုန်၏။ နိဗ္ဗာန်မစတာတို့တန်ရန်တန်ဖိုးပေးမည်ဆိုရမှာလဲပေါ့စေးဤတဝက်မြရှိမည်ကိုတည်ပြီးဖြစ်ကြကုန်၏သူတို့သိမ့်မည်မြင့်ရွယ်စားကိုလည်းခမန်းပြီးဖြစ်ကြကုန်၏ပေးမည်တောင်းမည်ခြေကောင်းလက်ကောင်းပထမတန်းစားမြင့်များဤစဉ်ကျွန်တော်မှရှိသော မြင့်နှကောင်နဲ့တတိုးသည် ပထမတန်းစားမြင့်တွင်အကျုံးဝင်၍အောင်မှုမှာအကောင်ကလေးငယ်သဖြင့်ဂျပန်တို့မသိမ့်ယူဟုယူဆရ၏သို့သောအောင်မှုလည်းခိုင်အားရှိသောမြင့်မှုမြင့်ကောင်းကလေးဖြစ်လေသည် 1942ခုနှစ်မှ1946ခုနှစ်အထိကျွန်တော်ဤမြင်းလေသမားဘဝတွင်ကျွန်တော်လက်ထက်၌ဘက်အညီဆုံးသောမြင်းနှကောင်ဖြစ်၏တတူးကိုကျွန်တော်ဝယ်တော့က850ပေးရသည်ယခုဂျပန်သိမ်းပြီဆိုသောအခါ၌1400ပေးသည့်ကိုပင်ကျွန်တော်မရောက်ပါအောင်ဘူးကလက်ရောမြင်းပါမှ650ကျထည်ပေးလိုက်ရသည်တက်တက်အချောင်ရလိုက်ခြင်းဖြစ်ပေသည်သို့သောဝေချိန်ကမူအများမြင့်မြင့်တွင် ထိုစိတ်ကပူ၍မတန်ကြီးအเจ้าမှာမူလပန်ရှင်လူကြီးသည် တနေ့ရတာမှတနေ့စားရသည် အမတန်စင်းရဲသောလူကြီးဖြစ်၍ညနေလဲကူမပြုတ်ရင်နိုင်ရှာကြီးလက်မှာကိုယ်ရဲ့ညံစားမှာအမိုးကတနေ့အောင်မှုဆိုတာမှလည်းအမွေမထိုးနိုင်သဖြင့်တူးကလေးနဲ့တူးနေသည်လက်ကြီးကလည်းလေးညင်ကလေးကလည်းအာသေးသဖြင့်အချားသူလူကြီးနေရတဝက်မျှတာမောင်းနိုင်သည်ဒါကိုကျွန်တော်ဆရာကုသိန်းလေးကအမြင်ရှိသဖြင့် ကျွန်တော်ကိုဝေစီသူ့တော့ကင်းကမှန်လာသည် ကျွန်တော်လက်ထဲရောက်လျင် လက်ကိုရွက်ဖြင့်မူကိုယ်တည်းကိုစေးတုပ်လိုက်ခြင်းဖြင့်ဆယ်ရက်အတွင်း250ကျပ်ထွက်သွားလေသည်အောင်ဖူလေးကအမွှေးညက်ရေချို့ပေးစီစီကျွေးကငါးရက်မြတ်အနာပေးလိုက်ခြင်းဖြင့်တခါတည်းတသူတမွေကြီးဖြစ်လာတော့သည် သူကလေးနှစ်သားမြင့်ပေါက်ကလေးအနာပေးအစာကောင်းကောင်းကျွေးလိုက်သည်ဖြင့်အံဩစရာကောင်းလောက်အောင်ပြောင်းလဲလာပေသည် သူ၏ပထမအမွှေးရှိဖွားဖွားဖွဲ့နူရောင်သည်ရွှေရောင်တောက်ပြောင်လာ၏သူအမွှေးကိုမြင်းရွှေဟုခေါ်သည်တက်တိုးကိုစိုင်းနီဟုခေါ်၏အသားလဲတစ်နေ့တစ်နေ့ပြည့်တင်းလာ၏မကြမီတွင်ကျွန်တော်အိမ်ကလဲပေါကလေးနှင့်အခြားမြင်းများနီးတူစံချိန်မီမောင်းပေးနိုင်တော်သည်ထို့အခါအောင်ဘူးကို900ကျက်လာပေးလေတော်သည်သို့တော်ပထမအမျက်စားထုတ်ရန်ဖြစ်တော်လဲကျွန်တော်မရောက်တော့ကြအเจ้าမှာ အောင်ဘူးနှင့်တတူးသည်အင်မတန်ဗက်ညီလာ၏အင်မတန်ချစ်စရာကောင်း၏အိမ်တိအိမ်တွင် ခွေးနှကောင်ကြောင်နှကောင်ရှိပါက နိုင်ကောင်ကညှင်းဆဲသည်ဖြင့်တင့်မြတ်ခဲပြီးသူမြင့်နှကောင်လည်းထို့အတူဖြစ်တတ်၏သို့သောတတူးနှင့်အောင်ဘူးကအင်မတန်မှတင့်မြတ်လာ၏သူတို့မှာယင်ဒီပွေတင်ပြီးသားကလေးများဖြစ်ရာအတိုးစိတ်အတိုးမှန်မရှိကြဘဲတကောင်းတကောင်းလွန်စွာချစ်ခင်ကြသည်အစာစားရမှာလဲ တကောင်တစ်ခွက်ကျွေးစီကိုတစ်ခွက်ထဲနှစ်ကောင်ပြူးစားကြပြီးတစားခွက်ကုံမှအခြားခွက်သို့နှစ်ကောင်ပြူးအတူပြောင်းကြ၏ထို့အပြင် သူတို့ချင်းကစားနေကြတာလဲအင်မတန်ချစ်စရာကောင်း၏ခွေးချင်းကစားတာနဲ့တူသည် ခွေးတစ်ကောင်နဲ့တစ်ကောင်ဗတ်ရက်ရွေမတ်တက်ရက်ကြပြီးညင်သားစွာနဗန်းသက်၏ပါဇက်နှင့်မနာမကျင်ကြကြ၏တခါတည်းရန်ကြိုးချင်းခန့်၍ပြေးလိုက်ကြသည်သည်နှုတ်ပြင်းမြင်နှချင်းဆိုင်ပြန်ကထွေးလုံးကြပြန်၏ ကျွန်တော်မြင့်မြတ်တင့်မြတ်ကြပုံကိုအခြားမြင်လေသမားများပင်လာရောက်ကြည့်ရှုချီးမွမ်းကြ၏သူတို့ဤဘဝရည်စက်ပင် ဆိုရကြမည်ကျွန်တော်လည်းသူတို့ကိုကြည့်၍ပီတိဖြစ်လာ၏ကျွန်တော်ကိုအကျိုးပေးသူများဟု ဆိုရကြမည်ကျွန်တော်လက်ထက်၌တကားမှနာမကျန်းမဖြစ်ကြသူတို့ကိုမောင်းရမှာလဲကျွန်တော်ဂုဏ်ယူ၏အဘယ်တော့မြင်လဲမြကျွန်တော်ခွင့်ပြုချက်မရပဲကိုရှိသူမတက်နိုင်ကြကျွန်တော်မြင့်များဤခြေသည်ကိုလိုလင်းလူသူလူရ၏ တတို့ဆိုရင် ကြီးမြင့်နိုင်ကန္နာစီမှာတင်ကြီးစီကို15မိနစ်နဲ့ရောက်အောင်အာမခံနဲ့မောင်းပေးနိုင်။အောင်ဖို့မိနစ်30တတို့ဒီခြေလန်းကျဲ၍ရှစ်လက်ခုပုံအင်မတန်ကောင်းသည်။ခွာသံတဖြောင်းဖြောင်းမြည်ဟင်းသည်။ရှေ့ကလူများကိုဘဲပေးเสียမလို့ကြီး။ကြာဖို့မကန်ရ။ဆွဲစက်နဲ့မောင်းရ၍အနည်းအမြန်ဒီမော်တော်ကားလီပါအဖိအဖွားကဲ့သို့ဇကြူးအလျှော်တင်းတာဖြစ်ချည်သည်။သူများနဲ့အာမရ၍ ဆက်ဖြားတစ်ချက်ခက်လိုက်ပါမူတတုဟာတဏီလုံးစုပ်သက်၍ချော့နေရတော်မူတတုသည်စိတ်ဆက်၍အမှတ်ကြီးသူအသားနာရက်ဤဆက်ဆက်ထိမခံကြီးအောင်ဘူးကတတုကဲ့သို့ဆွဲဆက်တော်မဟုတ်ဇအီးခြေလန်းလည်းမကျဲသို့တော်ခြေစိတ်ကလေးနှင့်အင်မတန်တွတ်သည်မိ쇠ဤလက်ညှိုးနှင့်လက်ခလဲကိုဆန့်၍မြင်းပြေးသလိုကဲ့သို့အမြန်ဆုံးလှုပ်ရမ်းကြည့်လိုက်ပါအောင်ဘူးဤခြေတို့သည်ဤသို့တရေရိပ်နေ၏ သူတို့နှစ်ကောင်မောင်းရသည်မှာကျွန်တော်တွင် တမျိုးသည့်အရာစာရှိ၏ပြင်းမှန်းခြင်းကလုံးဝမရှိကြငောင်ငန်းရသောယုံရင်ကြံတမ်းမှုလည်းမဖြစ်အင်မတန်စိတ်နှလုံးသားရ၏မိမိခီးတဲ့တို့၏ညဉ့်ညင်းမှုလည်းတခါမှမခံခဲ့ရကျင်းနှက်နှစ်သိမ့်စွာပတ်စံပြေးသွားကြသည်သာ နောက်နောက်မိမြင်လဲငါခေါ်ပါဟေ့ဆိုသောမှားချမှုမျိုးကိုပင် ခံယူရပါသည်စီးသူညဉ့်ညင်းခြင်းနှင့်မောင်းသူစိတ်နှလုံးမသားရခြင်းတို့သည် မြင့်ပေါ်အကြောင်းပြု၍ကြုံတတ်ကြရသည်ကိုမြင့်လဲစည်းသူများနှင့်မြင့်လဲသမားများသိရှိကြပေသည်မြင့်ထုံမြင့်ညာများကိုမောင်းရလျင်တုံးဆက်ခေါ်ဇကြိုးဆောင်ဆောင်ဆွဲရ၍လက်တစ်ဖက်ကကျင်ရရခြင်းပါးစပ်ကရေရွရခြင်းဖြင့်မြင့်လဲသမားမှာတမန်ခတ်တီထက်ပင်မရသည်များကျွန်တော်ကြုံခဲ့ရပါ၏ယခုတတူးနှင့်အောင်ဘူးတို့ကကျွန်တော်မြင့်လဲသမားဘဝတသက်တာတွင်အကောင်းဆုံးနှင့်ဗတ်အညီဆုံးဖြစ်၍ကျွန်တော်သူတို့ကို တရည်ဖင်ထိုင်ကိုင်းတော်မည်ဟုဆုံးဖြတ်ချက်ချခဲ့ပါသည်သို့သောဖော်ပြခဲ့သည့်အတိုင်ဂျပန်မြင့်သိမ့်မည်အမိန့်ဖြင့်အရေးကောင်းဒိန်းအောင်ဖျက်လိပြီဤအမိန့်ကြားလင်ကြခြင်းတတူးမှာသိမ့်မြင့်စင်းဝင်တော်မည်ကိုအတက်သည့်၍ကျွန်တော်ပူမင်တော့ကရောက်ရလေသည်လွတ်နိုင်မည်နီလန်ရှိသေးသလားဟုအပေါင်းဖော်များနှင့်တိုင်ပင်ကြံစားရသည်ဖွက်ထားခြင်းသို့မဟုတ်ရန်ကုန်မြို့ပြင်ထွက်သွားခြင်းမဖြစ်နိုင်နောက်ဆုံး၌အကြံတစ်ခုရကြလေသည် ဂျပန်တို့သိမ့်မီမှာမြင်းကြီးမြင်းကျော်ပင်မီတောက်မီခြေကောင်းလက်ကောင်းဆိုးထားခြင်းကြောင့်ကုမြင်းကြီးမြင်းကျော်ကိုပြစင်တွင်ခြေလက်အင်္ဂါမကောင်းအောင်လုပ်ရံပင်ဘဲတို့လှုပ်လိမ့်မည်နီခြေတစ်ဖက်ထုံးနဲ့ထုံးနဲ့နေအောင်ခွာအတွင်းဘက်မှတန်ရိုက်ထားခြင်းသို့တော်မနေသည်အကယ်တည်းဂျပန်တိတော်ပါကဟင်းဟင်းမတွေးဝင့်အောင်ပင်နောက်ဆုံးလိုက်ကမြင့်စရာကုကျင်စင်ဤနီကိုအများသဘောတူလက်ခံလိုက်ကြရလေသည် မြင်းစရာကုကျင်စိန်ဆိုဒီမှာမြင်းများကိုလည်းစီကူတာသည်မြင်းမောက်ကလေးတွေလည်းယထားကျင့်ပေတတ်သည်မြင်းကက်ကိုလည်းဇွဲချွတ်နိုင်သည်ထို့ပြင်မြင်းလဲတစ်သားဖြင့်တန်တဲ့အတွက်ဘဘဲဘူလည်းထောင်ထားသည်ဖြစ်ခြင်းကြောင့်မြင်းလဲသမားတို့၏အဆဆာရရာအာကိုရသူဖြစ်ပေသည်မြင်းကိုလည်းနားလေလာ၏ကျွန်တော်မြင့်တတို့မှသူဝယ်ပေးသောမြင်းဖြစ်၏ကျိုးပင်ကောင်းမှရောင်းရံမြင်းအုပ်ရောက်လာသည်တွင်ကုကျင်စိန်ကတတို့ကိုရွေးထုတ်၏ ကျွန်တော်တို့လက်တက်ကြည့်တော့အခါတတူးသည်အထွက်ကပ်၏လက်တံကိုတွန့်ပြရ၍အရှင်ရမှဖြူးဖြူးဖြောင်းဖြောင်းပြေး၏ကိုကျင်စိန်ကြိုက်ပြီဆို၏ကျွန်တော်ကဒီမြင့်ဒီလိုအထွက်တွန့်နေရရင်ကျွန်တော်စကားမဆုံးမီဟေ့ကျင်ဆွေစကားရှိမနေနဲ့ကွာမိအိတ်ထဲငွေပါတယ်မဟုတ်လားပြေးလိုက်ငါမြင်းဆောင်နဲ့ကြီးခဲ့ရတဲ့ကောင်ပါကွာကျွန်တော်တို့မြင်းဆွဲယူလာကြတော့ခါဒီမြင့်ထွက်မှကြောင်းတာမင်းသိရဲ့လား လက်ကူရမှအနာကလေးရှိနေလို့ကွာအခုငါ့အိမ်တခါတည်းလက်ခဲ့ငါဆေးပေးလိုက်မယ်ဒီအနာကူမနဲ့တခါညနေတခါရင်နှင်းနဲ့ဆေးပေးပြီးဆေးထည့်သုံးရမမောင်းမဲနားထားမြင်းကဂျိုးပင်ကောက်ကလာခဲ့ရတော့ခီးပန့်နေတယ်အစာလဲကောင်းကောင်းမစားရဘူးအနာပြောက်တော့ငါလာမောင်းပြမယ်ဟုတ်လားပြီစီအနာပြောက်၍လေးရမြောက်တွင်ကိုကျင်စိန်နဲ့ကျွန်တော်လက်တက်ကြလျာအထွက်မတွန်းရတော့သည့်အပြင်လက်တက်စဉ် တယောက်ကဇက်ကူပင်ချုပ်ထားရ၏လွတ်လိုက်သည်နှင့်တပြိုင်နက်ဝုန်းငနယ်ခုံးထွက်လေ၏နားထား၍ညောင်းနေသောချီဖြင့်ဇက်ကျိုးကိုဇုံကိုင်းကသာဆွဲမောင်းရလေသည်ဒါမှမြင့်ကောင်းအောင်ကွာမှန်လိုက်၏ကိုကျင်စိန်ကိုကျွန်တော်တို့ကမြင့်ဆရာဟုပင်ခေါ်ကြရ၏ကိုကျင်စိန်က1945ခုနှစ်မဟာမိတ်တို့ဗမာပြည်ပြန်လည်အုပ်ချုပ်ချိန်တွင်တငယ်ချင်းချင်းတနက်နေ့ကြည်စားရမှအဟုတ်တကယ်ကြည်စံထွက်သွား၍ ပွဲချင်းပြီးတည်ဆုံသွားရှာ၏နှမျောလှပါသည်ကုကျင်စင်သည်သူ့နေရာနှင့်သူလူတော်လူကျွန်တယောက်ဖြစ်၏အရက်ပုပုကိုလုံးကိုပေါက်ကြစ်လက်မာကြော၍တွက်လက်ဖြက်လက်၏စိတ်ဆက်၏လက်လင့်၏ပြောပြောရှင်ရှင်နေတတ်၏မြည်သည့်အခက်ခဲကူးများစိတ်မညစ်တဲ့လေးရှင်ရှင်နှင့်ခေါင်းရည်စိတ်ကူးကျင်စားတတ်သည်ထို့ကြောင့်ကျွန်တော်တို့သည်ဂျပန်မြင့်သိမ့်မိကိစ္စမှာသူ့ကိုအားကိုးရခြင်းဖြစ်သည်သူနီးမှာ ဖော်ပြခဲ့သည့်အတိုင်းမြင်းကြီးလက်ကိုတင်းကျပ်စွာဥဇံကျူစီထား၍နောက်တနေ့မနက်၌ကျိုးတွေဖြီလိုက်လျင်လက်ကောက်၌ထုံးနေထုံးနေနေရန်ဖြစ်သည်ကျွန်တော်သည်ကိုကျင်စင်တို့ထွက်သွားပြီးနောက်တုံးလုံးလှဲ့၍တင်းရင်နေသောတတိုးကိုမကြည့်ရတော့ပဲမျက်နှာလွှဲခဲ့သည်သို့တော်ကျွန်တော်စိတ်သည်ကနာမငြိမ်ကြီးအိယာဝန်၌လူကလိမ့်ကတတိုးကိုတနာစိမ်များတဖွားဖွားနေသည်ဥဇံကျူကတင်းကျပ်လာ၍မတ်တမရက်မနေနိုင်ချာတော့ပဲ တုံလုံးလဲနေသည်သူဤလက်တို့မြင်မြနာကျင်နေရှာမည် ကျွန်တော်ခြေထောက်ကျင်ဘူးသည်ကိုပြန်စင်းစားမိသည်အိုးသူ့သားကိုဇပြားခမမခံတဲ့တက်တို့ကျွန်တော်အဲ့ရောက်မှဝန်းကနေထခုန်ပြီးအင်းအောင်ဆင်ပြေခဲ့ပါသည်တက်တို့သည်လေပင်ထောင်သာမျက်လုံးကြီးပြွ့၍ကျွန်တော်ကိုကြည့်သည်အောင်ဘူးလဲတက်တို့ကိုရှာနေရက်ပြေနေရမှာကျွန်တော်ကိုမော့ကြည့်သည်သူတို့အတိတ်ဘက်ကိုကျွန်တော်နားလဲပါသည် ဘာကြောင့်ဒီလိုလုပ်တယ်လဲကျွန်တော်ကမေ့နေကြသည်ကျွန်တော်ဒီတတုရင်ဘက်ရှိ၌ရခနဲ့ဒူးတောက်ထန်ချလိုက်မိသည်ကျွန်တော်ရင်မှာဒရင်ဒိန်ခုံးနေသည်ကျွန်တော်လက်များလည်းတုံးနေသည်ထိုတုံးနေသောလက်တို့သည်တတုဒူးစစ်ကကျိုးတုံးပေါ်သို့ရောက်သွားသည်ပြည်လင်ပြန့်ခွာလိုက်မိပြန်သည်ခြေုံချတုံဖြစ်နေသည်အောင်မှုနှင့်တတုတို့သည်ဆူရွှဲမျက်လုံးများနဲ့ကျွန်တော်ကိုကြည့်နေကြသည်ကျွန်တော်မျက်ရည်များလည်းထွက်လာပါပြီဟဲ hey. ဒင်းတိုင်းနဲ့ဒင်းကံပေါ့ငါသူ့ကိုခင်မင်တွေ့တာနဲ့သူ့ခင်မင်ဒီလောက်ဒုက္ခရောက်ရတာဝိဘတ်တရားကျွန်တော်နှလုံးသားဆက်ဆက်တုံကတတုလက်ကကျိုးများကို ဖြည့်ပေးလိုက်တော့သည်တတုသည်ဝုန်းကနေလူထာကတစ်ချက်ဟီလိုက်၏အောင်ဘူးကလည်းဟီလိုက်၏သူတို့ဝမ်းသာခြင်းကျွန်တော်စနေလုံးက မချမ်းမြေ့ခြင်းဖြင့်အိမ်ပေါ်သို့ပြန်တက်ခဲ့သည်ကျွန်တော်အိပ်ရာထဲရောက်သောအခါသူတို့နှစ်ယောက်သည် ပရိယက္ခတကောင်နဲ့တကောင်နဗန်းတက်နေတံကိုကြားရပါသည်အေးမင်းတို့အတူနေရမယ်နောက်ဆုံးညပဲကွာပျော်လိုက်ကြပေါ့အချင်းချင်းတွေ့လျင်အမြဲတမ်းစူညံဟောဟိရနေတဲ့သောမြင်းလေသမားတို့သည် နောက်တနေ့နဲ့တွင် မြင်းကိုစီဆွဲကြကခရိယံများမတပူးကြသည်နှင့်အိန္ဒီရလာစွာအချွဲတလိမ့်မှကြေကြေမဟတ်ကြပဲကံတော်ကြီးသူရောက်လာကြသည်ကျွန်တော်သည်တတိုးကိုဆွဲရည်၎င်း ကျွန်တော်ရောက်ခါကလေးအားအံပုကိုဆွဲဆွေရေ၎င်းဤလူအုပ်ထဲပါလာပေသည်ကုကျင်စိန်နှင့်တွေ့၍အကျိုးအကြောင်းကိုပြောပြသောအခါကျွန်တော်အားမမဲလေတော့သည်မင်းကွာမင်းဒီလောက်မှစိတ်မထိန်နိုင်တဲ့အကောင်ပဲမင်းမြင့်ဆုံးပေါ့ကွာငါသတင်းကြပြီပြီတိမ့်နဲ့မြင်းနေအများဆုံး900ကျက်ဖဲတယ်ဟင်ကျွန်တော်မြင့်1400ကျက်ပြီးလို့မှမရောင်းတာကိုစီဝါကြီးထိခိုက်လာလေတော့ငါမပြီးဟုတော့ကရောက်ရပြန်တော့ဤ ဟုတ်တယ်ဟုတ်တယ်ငါတကယ့်ကိုမှားတာပါတတူးဟာတညတာကလေးခြေတော်ကျိုးစင်းနဲ့ဝေဒနာကလေးခံရမှာကိုအခုဆွေးမြေပြင် ကြည်စံနေကြမှာအစာကောင်းခြင်းမစားရဘဲနဲ့မတန်ဆဝင်နေထမ်းဆောင်ရတော့မယ်တဲငါ့ဖူလည်းမကောင်းတတူးဖူလည်းမကောင်းပါလားကျွန်တော်ရင်မှာစွ၍နှင့်၍လူတွေကြမှာမျက်ရည်လဲလာတော့သည် ကျွန်တော်ရောက်ပါကလေးလေကျွန်တော်မျက်နာကိုကြည့်၍ငုံမဲမယ် လာလာတကောင်ပြီးတကောင်ဆွဲခဲ့ကြရှောင်လို့ရမယ်ကိစ္စမှမဟုတ်တာစုပ်ကန်စုပ်ကန်လုံနေကြလို့အပူပေါ်အချိန်ကုန်ယုံပဲရှိမယ်ဒါစစ်မိန်မြာစစ်မိန်ဂျပန်ကုစလဲအတန်ကုမြင့်ကိုမသိမ့်နိုင်ဘူးထင်သူတို့ကရှေ့မှာရေးဝင်စွာသွားကြသည်သိမ့်မီထင်သူများကစုပ်ကန်စုပ်ကန်လုံနေကြသည်ကျွန်တော်ဒီနောက်ပိုင်းနိုင်ခုကလေးရရှိသေးသည်ဂျပန်ရှေ့ရောက်တော့မြင်းတို့ကပထမပေတန်းကြည့် ပေမမီသောမြင့်ကိုခုရဟုဆိုပြီးအနီးနိုင်အသင့်ရှိသောမိဘတွေမှတန်ရဲရဲဖြင့်လာချမ်းတစိမ့်မြင့်တင်ပါတွင်နှိပ်လိုက်၏ပေမီသောမြင့်ကိုရှေ့မှမြင့်ရှင်ကဆွဲ နောက်မှဂျပန်ကမောင်း၍ဂိုက်တရာလောက်ပြေးခန့်ကြည့်ခြေလက်ကောင်းလျင်ဂုတ်တဲကဆိုပြီးတင်းသည့်ဌာနပုပန်ရှင်းနာမည်နေရက်မေးငွေလက်မှတ်ပေးချက်ချင်းတော့ရာသေးသည်မဟုတ်နောက်တနေ့မှငွေထုတ်ရုံသူသွားရသည် ။ဗန်းဘတ်ချံကံတော်ကြီးရှုခင်းမှာတရက်ပင်များဘောကကြီးကံများတယုံယုံ အားနေကြသည်။ကံတော်မဲ့ယုံရှိတဝိုက်တွင် မြင်းနှင့်လူတွေဆယ်ဝါးကငါးတွေလူနေကြသည်။တကောင်ပြီးတကောင် ဆွဲသွားကြသော မြင်းတွေကို ပေတိုင်းသောလူစုက တိုင်းနေကြသည်။တံပူကတ်သူကကတ်နေကြသည်။ဂျပန်နဲ့ရှေ့နောက်ဆွဲပြည်သူကပြည်နေကြသည် အသိခံရသူများသည်ညှင်းစာငွေလက်မှတ်ကိုကန်၍ပြန်ကြသည်အချို့မသိမ့်နိုင်မှုထင်၍လက်နှင့်တက်ထားသူတို့သည် ညင်းနစာပလာများကိုလဲပေါ်တင်ကာတွန့်ပြန်ကြသည်ညင်းရှင်မိန်းမများကငိုယူကြသည်ယောက်ျားများကဆဲရီတိုင်းထွာကြသည်ကျွန်တော်လဲလဲပါပါလာခဲ့၍လမ်းမှာဖြုတ်ထားသည်မြင်းအုပ်စုတဝက်ကျိုးသည်၌ကျွန်တော်ရောက်ခါကလေးအားတွားဟေအောင်မှုပြကြေနောက်ပြီးတော့လမ်းမှာလက်တက်ပြီးစောင့်နေအောင်မှုကပေးမမီ၍မသိမ့်ဘူးဟုယုံကြည်သည်တတို့ပြဖို့ကကျွန်တော်ဒီမပြမဖြစ်မှန်သိပါလျက် ဝင်လိနေသည်တက်နိုင်သလောက်အချိန်ဆွဲခြင်းသည် အလာတော်ကသူ့တက်မောင်းခဲ့၍နောက်ဆုံးမောင်းရခြင်းပဲဟုယင်ဆုခဲ့သည်တက်တူးကဘာမှမသိရှာသူတို့မြင်းအုပ်စုထဲတွင်ပျော်၍တခိဟိနှင့်ခွာတချက်ချက်နေလိုက်သည်သည်ကျွန်တော်သည်သူ့ကိုယူရစွာပုတ်သက်ပြေးနေရမှတချက်တချက်သူ့လက်ပင်ကိုမျက်နှာကပ်လိုက်မိသည်မင်းကိုငါထပြီးတွားရတော့မယ်သိရဲ့လားနောက်ဆုံးချိန်သူ ရောက်ခဲ့လိပြီ ကျွန်တော်မှသမင်းစာလာပြီဖြစ်၍ဟာမထူးတော့ပါဘူး။တောင်းမြီဟန်ပြူလိုက်စဉ်ကုကျင်စိန်ရောက်လာပြီးကျွန်တော်ကိုခေါ်သွား၍တီတူပြော၏။ကျွန်တော်မှအန်ဟောခြင်းမယုံကြည်ခြင်းဝမ်းသာခြင်းစိုးရွံ့ခြင်းတို့ဖြင့်ဟင်ဖြစ်ပါမလားဖြစ်အောင်လုပ်ပေးပါမယ်ကွာ။တောစမ်းပါကျွန်တော်ဒီတတိုးဤပါဇက်ကိုလက်နှင့်ချုပ်၍မြို့အထက်မှခက်ကုတ်ကုတ်ထွက်ခဲ့သည်။ကိုမြင့်ကိုဆွဲလာသည်ကို သူများမြင်ခိုးလာပြီးတကယ်တို့ရင်ထဲမှာဒရင်ဒင်ခုံးနေသည်အပြင်ရောက်လျင်အောင်မှုကိုလက်တက်ပြီးစောင့်နေတော့ကျွန်တော်ရောက်ဖကလေးကဟင်ကိုချင်းဆွေမပြတော့ဘူးလားဟေးပါစပ်ပြားဆန်းကွာကျွန်တော်ကတတူးကိုဆွေရည်လက်ပေါ်တက်ထိုင်းလိုက်ပြီးမောင်ကြီးအင်ကိုမြမြန်းလမ်းတစ်လျှောက်တွင်ရင်းသိမ့်ခံရ၍လက်တွန့်လာသူတို့သည်၎င်းမသိမ့်တစိတ်ရ၍ပြန်ဆွဲလာသူတို့သည်၎င်း ကျွန်တော်ဟာလှမ်းမိကြသည်ဟဲ့ကျင်ဆွေမင်းမြည်ကြီးမသိမ်းလိုက်ဘူးလွတ်လိုက်တယ်ဟုတ်လားအံဩတန်နေပါကြသည်ကိုစိတ်ကူမလုံသူကျွန်တော်ကဘာမှပြန်မပြောရဲကြီးမကြားချင်အောင်ပြုတ်ကားတာအောင်ဘူးကိုနောက်ကတတူးလိုက်တော့အမြန်မောင်းခဲ့စီသည်အိမ်ရောက်လျင်တတူးအားမော်တော်ကားကူတော်နဲ့တွင်း၍အစာကြီးစာနဲ့အလုံးပိတ်ထားလိုက်သည် မသိမ့်တစိမ့်နှိပ်ပြီးသားအောင်ဘူးကိုသာအိမ်ဘေးခြံထဲတွင် ရှူးပြထားလိုက်သည် ဂျပန်ကမြင်းလယ်သမားတွေအိမ်လက်လက်ကြီးစုစစ်ဆေးအုံမြီဆိုသူကိုကားကူတော်မှာတမန်သလင်းခံပြီးအကယ်တိဂျပန်များလာခဲ့တော့တတူးကခွာဆောင်တန်ကြားရမှာဆို၍သူ့ခြေထောက်တွင်ဂုန်ဒီအိတ်နှင့်အဝတ်စုံများခင့်ထားလိုက်ရသည်တတူးကလည်းနေရာသိပြီးမလှဲ့တော့ကျူးတူတူချီးထားရသည်သို့တော်နိဗ္ဗုန်တို့ကတရင်ပြေးနေတဲ့ကဲ့သို့မလာပါကြီးညအချိန်ရောက်လက်တော့ကျွန်တော်ဒီ တတူးကိုကုကျင်စိမ့်ပပဲဘူသူဆွဲသွား၏ကုကျင်စိမ့်ကြီးအသည့်လောက်ထားသောလာကျန်းတစိမ့်ကိုမိဘူထဲမှဆွဲထုတ်၍တတူး၏လက်ဝဲဘက်တင်ပါဂျပန်နီးသူထိုးနှိပ်ပေးလိုက်လေသည်ပြက်ခနဲမြည်၍အမွေးမိလောင်စုံညှော်သွားသည် တတူးကတွန်ကနဲခုန်၍စက်ကနဲနောက်ချီတစ်ချက်ကန်လိုက်သည်ဂျပန်တစိမ့်နဲ့ဘာမှမချဘူးငါတီတီချာချာကြည့်ပြီးလှုပ်ထတာမင်းဘာမှမပြောနဲ့တော့ပေါက်ကြသွားရင်ဖြင့် မင်းရောငါရောဒုက္ခရောက်မှာသိလားကျွန်တော်တို့ဤစွန်စားမှုကြီးတရက်ပြီအိမ်ပြန်ရောက်တော့ကျွန်တော်ဒီအောင်ဖူးတင်မကအရာနဲ့နှိုင်းရှင်ကြည့်ရာတသူမတိန်တူကြီးနေ၍ကိုကျင်စိန်မောင်မင်းကြီးသားဟုနှမ်းတလျက်တပြင်းကြီးဟင်းကနေချလိုက်မိရ၏ရင်ထဲကအလုံးကြီးကျသွား၏အချင်းကျက်ထဲတွင်ကြံရဲလှုပ်ရဲသူကိုကျင်စိန်သူအမတ်တရား ဟုတ်ကဲ့ဆရာတော်ရာဆွေရေးတာတဲ့ကြီးလန့်စာစားဆိုတဲ့ဝတ္ထုတွေကလေးဒီမှာပဲအဆုံးသတ်ပါပြီခင်ဗျာအောင်စိမ့်နဲ့ပါဝင်ပေးကြတော့ကလေးကများအလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရစေတော်လန့်ပြည်သူပြည်သားများအလုံးအန္တရာယ်ကင်းကျန်းမာကြပါစေခင်ဗျာ